stock option trading stock option မလုပ်ခင်အထူးတတိထားမယ် under ရတွေကဘာတွေလဲဒီဗီဒီယိုအစားဆုံးကြည့်ဝါရဆိုရင်အချိန်တိုအတွင်းမှာလေးစားကြော်တက်သွားတဲ့ stock option ကိုလက်ဆောင်ရမှာဖြစ်တယ်ကဘာပတ် American Minana stock option ပညာရှင် channel ရဲ့ကျူးစွာပါတယ်ဘယ်နေရာကြည့်နေကိုမအမညိတာပါ ဒီ stock option อ่ะဆိုရင်ဆရာ patron မှာအလတ်ပေးထားတဲ့ stock option ပဲဖြစ်ပါတယ်။ဥရောပမှာဆရာတဲ့တပည့်တည်းရှိရယ် patron လည်းဟုတ်တယ်။သူဆိုရင်85.77%ညက်သွားပါပြီ။သူတယောက်တည်းอ่ะဆိုတော့မဟုတ်ပါဘူး။နောက်ထပ်မျက်လက်လူတွေရှိတယ်เนาะ။အဲ့မျက်လက်လူတွေကဒီသူကြတော့900မျက်တယ်။ Annie support လုပ်ပြရတဲ့ i stock ရှာခုံတက်သွား။ Annie support မလုပ်ရင်သူကရောင်းလိုက်တယ်။ နော်ဘာမှပြပြောမျက်နှာမျက်နှာပါ and this support risk on များတယ်50-50 and this support ကောင်းတဲ့တကြောင်တက်သွားရင်ကိုကမြန်နေမယ်ကြပါဆိုရင်ကိုကအရင်တော့မဟုတ်ရှုံးနိုင်တယ်နော် decision ကတော့ကိုချပြီးသွားဆိုရင်ဟဲ့အနည်းဆုံးမျက်နှာမယ်နော်ကိုလွတ်သွားတဲ့ဟာတွေမစင်စားနဲ့ mindset ကအရေးကြီးတယ် decision ချရမယ်ချပြီးသွားရင်အဲချတဲ့အတိုင်းပဲဆက်ပြီးတော့ လို့ပညာရဲ့ကောင်းတင်ထားရမယ်ဟုတ်တယ်မလားအရော50 50ဖြစ်တဲ့အတွက်ကြောင့် risk မယူတယ်ဘူးမယူတယ်ဆိုရင် any support မရောက်ခင်ရောင်းနိုင်တယ်အဲ့လိုမျိုးဆိုရင်မှန်လားမယ်ဆရာတော့မရောင်းဆရာတော့ဒီ investment ကမျက်မှုတင်ပိုများတယ်ဆိုပြီးတော့เนาะ risk reward ကိုကြည့်လိုက်ကြည့်လိုက်ချိန်မှာဟဲ့ကိစ္စမရှိဘူး any support လို့ပါရင်တက်မှုတင်ပိုများတယ်စက်ကန်ထားတယ်ကိစ္စမရှိဘူးကြာတယ်တိုက်ပြီးတော့မရှုံးတာဘူးဆိုပြီးတော့ဆရာတော့ decision ချပြီးတော့စက်ကင်ထားနေတာเนาะဒါ experience ပေါ်မူတည်တယ်ပညာပေါ်မူတည်တယ်မူတည်ပြီးတော့အဲ့လိုမျိုးအများကြီးအများကြီးကြာကြာလုပ်နေနေပညာကြာကြာတင်နေနေကိုကများများနေတိုင်းနေတဲ့စီးမှုတွေပူပြီးတော့မြက်မှုတွေပူများတယ်ဒီဟာကတော့ ISRG ပါဆရာကြည့်နေတော်တော်ကြာဆရာရဲ့ watch list မှာထည့်ထားတယ်เนาะ ဆေးရတဲ့တပည့်တွေဖြစ်တဲ့ပေထွန်းဖြစ်တဲ့ဆိုတိတဲ့ဘယ်စတော့ရှယ်ယာယူရမလဲသူက automatic တိတာပြီနော်။ဘာကြောင့်ဆိုဆေးရတင်ထားတဲ့ဟာကိုသူကလေးလာဟုတ်သူက ISRG အတွက် call option အချိန်ကောင်းလားဆိုမေးတယ် October 9ရက်နေ့မှာနော်။အေးဆေးရကြည့်နေရကြာပြီ။အာဒီလိုမျိုးပေထွန်းမှာလာပြောရဆိုတာဒါကောင်းတော့ပေါ့။ဘာကြောင့်ဆိုအဲ့ဒီမျိုးအများကြီးအများတယောက်ကြီးပြောကြရင်တယောက်အကျိုးတယောက်နော်။ စွမ်းဆောင်တာအတူတူပဲအဲဒါကြောင့် community ဆိုအရေးကြီးတယ်ပြော training လုပ်ရမယ့်ဖြစ် investment လုပ်ရမယ့်ဖြစ်တယောက်တည်း support ပေးရဆိုတာဒါမျိုးပြောရနော်ပြောလဲဟာတယ် trade လုပ်စရာမလိုဆရာဆိုရင်တချို့ဟာတွေပြောတာရှိရယ်ပေထွန်းပြောတာရှိရယ်တပည့်ပြောတာရှိရယ်အာမကြိုက်ဘူးဆိုဆရာ trade မလုပ်ဆရာ trade လုပ်ရဆိုရင်ဆရာအမြဲအလတ်ပေးတယ်နော်အဲဒါကြောင့်အရင်အရေးကြီးဒီ guide လုပ်ပေးမဲ့ဆရာတယောက်ရှိရတယ်အဆင်ပြေတယ်အာမကြောက်လို့ဆိုတော့ trade trade လုပ်တာဟာအများကြီးမစကြင် beginner ဆိုဘာ trade လုပ်ရမှာမသိဘူး ဲ့တော့အားလုံးထွေးလို့ရမှာမလို့အကောင်းဆုံးဟာတစ်ခုနှစ်ခုကိုပဲသုံးခုပဲရွေးထားပြီးထွေးလို့ရတယ်ပြီးွားရင်ဆရာဘာထွေးလို့နေကြည့်တယ်စိတ်ဝင်စားရဆိုရင်ကောင်းတဲ့ထင်တယ်ဆိုရင်အာထွေးလို့ရဆရာထွေးလို့ရတယ်အများဆုံးတော့မှန်တာများတာပေါ့နောက်ဒီတယောက်ဆိုရင်အခုမှစပြီးပထမဆုံးနော်လုံခဲ့၄ရက်လောက်မှာပထမဆုံး real option option ကို paper trading နဲ့မှသူထွေးလို့နေတာနော်ဆရာတင်တဲ့တင်ခါတိုင်းမတင်နိုင်တဲ့အတိုင်း တကယ်အစ်စ်ကိုသူစပြီးထွက်တော့တကယ်အစ်စ်စထွက်ထွက်တော့ပထမဆုံးအချိန်တော့မြက်တယ်မလောက်1385 congratulation နော်ပထမဆုံးမျက်နှာဆိုတာဒါ congratulation တော်တယ်အကိုကကိုရှောက်လို့မှဆိုပတ်စံရှုံးမှာအာဒါတေချာပင်ရတင်ထားပြီးတော့လေ့ကျင့်ပြီးတော့မှထွေးလို့ရတော့ကြောင့်တစ်ခေါက်ပဲထွေးလို့နဲ့တစ်ခေါက်ပဲမျက်နှာလက်လျှော့ကြည့်တော့1275 good good okay i store share ရတော့ ISRG ကိုခေါ်ပါတယ် ISRG က အော်တိုဘာလဆရာက6ရက်နေမှာ trade လုပ်နေတယ်အဲ့ရ35.9ပဲရှိတယ်35.9ဆိုတာဒါ3590ပေါ့နော် option တစ်ခုက share တရာကိုကိုစားပြုတယ်ကိုစားပြုရတဲ့အတွက်ကြောင့်35.9ဆိုရင်တရာလည်းမြောက်3590ရှိရဆိုရင်ဒါ trade လုပ်ရတယ် strike price က470 call အာ master 20 2026မှာ expiry ဖြစ်မှာ အဲ့ရောအော်တိုဘာ9ရက်နေ့မှာဆိုရင်ဘယ်လောက်ပဲရှိနေအော်တိုဘာ9ရက်နေ့မှာဆိုရင်ဒီမှာဆိုရင် stock share ဈေးက443ပဲရှိတယ်ဘယ်လောက်43ပဲရှိရဲဆိုဆရာကခံမနိုင်တယ် scrap pass ဆရာရေဘယ်လိုရွေးတယ်443အော်တိုဘာ9ရက်နေ့မှာဆိုရင်480ဒီဆရာအတားလေးတက်နေတယ်ထင်တယ်နော်ထင်တဲ့အတွက်ကြောင့်ဆရာ470ကိုရွေးလိုက်အဲ့ရော449ပဲရှိတယ်ဆရာ trade လုပ်ပြီးတော့တိတ်မကြောက်အောင်တောက်လျှောက်တက်တာပဲတောက်လျှောက်တက်ပြီးခုံအောင်တက်သွားတယ်တရင်ထဲမှာပဲပဲ 15% 20%ဝင်းကျင်အောင်ခုံတက်သွားတယ်เนาะဒီ stock share ခုံတက်သွားအဲ့အဲ့ရောဘလောက်မြတ်သွားတယ်နှစ်ဆကျော်ဒီမှာဆိုရင်30 30ညီပါ30ညီမှာ900ကျော်မြတ်သွားတယ်เนาะဒီ march က expiration date ဟာအများကြီးပဲ100ဒေါ်လာ100ဖြစ်သွားတယ်ဒေါ်လာ100ဆို1000ပေါ့3000ခွဲလေးရင်းထားတာ ਨੇ 1000ကို ရက်၉ရက်သူမှရတာဘာရှိရ stock mm. well, option ပဲရှိတယ်ကြိုက်တဲ့ investment သွားကြည့်တာဒီလိုမျိုးနှစ်ဆသုံးဆအချိန်တုန်းကရတာဆိုတာမရှိဘူး stock share နဲ့ stock option မှာမရှိရဒီမှာနောက်ဆုံးခု call option နံပါတ်၁เนาะ no, bonus ဆောင်ပို့ပေးတယ်ခုအာဒီမှာဆိုရင် October 9ရက်နေ့မှာ trade လုပ်ထားတယ် December 19 expiration date 465 Force Sensible ကိုအသားလေးရောက်နေဆရာထင်တယ်ထင်တယ်ပြီးတော့ Force Sensible ကို trade လုပ်လိုက်အဲ့တော့22.2ပဲရှိဒေါ်လာ1220ပေါ့အဲ့ဒါရရဆိုရင် trade လုပ်ရတဲ့900တူမှာဘယ်လောက်တက်သွားလဲ၄ဆကျော်တက်သွားလဲ၄ဆကျော်နော်၄ဆကျော်312% 91.2ဖြစ်သွား2000ကျော်လေးရင်းရတဲ့900ကျော်မြတ်တာအသားလေးပဲလက်ဖြောက်သေးတယ်ပဲနော်ဒါ900ရဲ့အတွင်းမှာ ဖြစ်သွားတာပါအဲ့လိုကြည့်တာမဆိုရင်ဒီ stock share ကဘာကြောင့် investment လုပ်နေရမှာ risk reward တော့ကြည့်ရတယ်ဒီမှာကိုကြည့်ရမဆိုရင်ညရတူတဲ့စောစောအောက်တိုဘာ9ရက်နေ့ဆိုရင်အနည်းဆုံးချစ်မနေဘူးလားဒီဒီ company ကကောင်းတဲ့ company เนาะကောင်းတဲ့ company ရဲ့ရွေးတက်တာတွေအဲ့ဒါ stock investing ပညာသင်တန်းအရေးကြီးတယ်ဆိုပြောတာကောင်းတဲ့ company မဟုတ်ရင်အောက်ကြွားရအောင်ဆုံးရအောင်လေဆက်ပြီးအောက်ကြတာပဲเนาะအဲ့တော့ ော်တိုဘာလ9ရက်နေ့မှာကြည့်လိုက်တော့အော်ဒီ stock share 443မရှိသေးတယ်အများဆုံးဘယ်လောက်ဖြစ်မှာလဲ600ကျော်ဖြစ်မှာပါရေဟုတ်တယ်ပါ615.99ဖြစ်မှာ52 week high အေးအနည်းဆုံးကိုက risk reward ကြည့်လိုက်တယ်ဒီ stock share က over value ဖြစ်နေတယ်ချွင်းချက်ချွင်းချက်ဆရာတော်တော် over value ဆိုရင် over value ဆို stock share မဝယ်ဘူးဒါပေမဲ့ trade လုပ်ရတယ် အဲ့တော့အေးတော်တော်နဲနေတယ် risk ကတော်တော်နဲနေကုန်ပြီးကောင်းလဲဟုတ်တယ် over value ဟုတ်တယ်ဒါပေမဲ့ stock ရှင်ရမဝယ်ထားဘူးစသဖြင့် over value ဆိုရင် stock ရှင်မဝယ်တော့ဘာမှစိတ်ပူစရာမလိုဘူးအဲ့တော့အနည်းဆုံး call option trade လုပ်မယ်ဆိုပြီးတော့ trade လုပ်လိုက်တာနော် trade လုပ်လိုက်တော့အေး SP5 အတွက်ပြီးရမယ်နော်အမ်ထိုးမတက်ခင်ကတော့တရာကြုံကြုံမရှိမှာမဟုတ်ခေါ်တရာ145.7ဖြစ်သွားရင်လုံးကငါးရင်မှာကုန်ပြီးကောင်းလေဟုတ်တယ်ပါကိုယ့်အတွက် risk အရန်နေလို့အားကြီးတယ်အဲ့ဒါကြောင့်ဆရာကလောဘလောဘအာရှုံးမှုကအရန်ရှားတယ်ဆိုပြီးတော့ trade လုပ်လိုက်တာနော်အဲ့ဒါကြောင့် risk reward ဆိုတာအရန်အကြီးဘဝကြီးမှာအောင်မြင်ဖို့ဆိုရင် investment မှာ risk reward ကအရန်အကြီးဘာလို့လို့ risk reward အရန်အကြီးဥပမာအချစ်ကို example ပေးမယ်အချစ်မှာ risk ညာပါရှိတယ် STD ယောဂကူးတိုင်းอ่ะ အဲ risk ပဲပြီးပါရင်အတဲကွဲရတဲ့ risk ပဲပြီးပါရင်အတုံးမကြတဲ့ user နော် crazy ကြက်မပြည့် user ဒုက္ခပေးတဲ့ user အဲ risk အရင်များတယ်ယောက်ျားလေးအတွက် risk အများဆုံးပါတယ်အိမ်တော်ပြူလာ marriage အထူးရဲ့အနောက်တန်းမှာဆိုရင်အိမ်တော်ရေးရဘာမှ upside မရှိအရင်ကဆိုအိမ်တော်ပြူရဆိုရင် okay မိန်းကလေးကအပြိုစစ်တယ်မှာအပြိုစစ်တယ်ဆိုတော့အနည်းဆုံးအိမ်တော်ပြူတော့မှအပြိုစစ် အဲ့ဒီကိစ္စကိုရတာအခုကဒီခေတ်ကအဲ့ဒီကိစ္စအိမ်တော်ပြုတ်စရာမလိုဘဲနဲ့ရတယ်အဲ့တော့အိမ်တော်ပြုတ်လိုက်ရင်ဘာမှ reward မရှိ there's no reward နော် risk ကအရင်များသွားပြီယောက်ျားလေးအတွက်အိမ်တော်ကွဲရဆိုရင်ကိုယ့်ပစ္စည်းရတဝက်တော့ပါမယ် risk ကအရင်များသွားပြီဒါ reward ဘာရှိလဲမျိုးရည်စားထားရတဲ့အိမ်တော်ပြုတ်ရတဲ့ဘာမှတိုးမရတော့ဘူးအဲ့ဒါကြောင့်အဲ့လိုမျိုးဆိုမယူပါဘူး risk reward ဆိုတာအရင်အရေးကြီးဘာပဲလုပ်လို့ဒါပဲလုပ်လို့ ပြီးပါရင်နောက်တစ်ခုကယောက်ျားလေးတို့ risk များပါတယ်ဆိုတော့ attention တွေအများကြီးပေးတယ်ပေးပြီးတော့ကိုကပညာတက်တက်တလို့ကောင်မလေးဘဝကိုလက်ဖြောက်တီးပြီးတော့ဘဝပြောင်းလဲအောင်လုပ်နိုင်တယ်ဒါပေမဲ့ကိုကဘာမှပြန်မရဘူးဆိုရင်ဒါ risk အရန်များတယ်အဲ့ဒါကြောင့်တကယ်တော်ရယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်နေဆိုရင်မိန်းကလေးကသူ့ကို view မဆိုင်ပဲသူ့ကိုတကယ်မချစ်ပဲလဲသူ့နဲ့အတူတူမနေပဲနဲ့ဘယ်တော့မှ attention မပေးဘူးနော် attention ဘယ်တော့မှမပေးအတုံးမကြယောက်ျားလေးတွေပဲ အများကြီးပေးတာသူ့မှာဘာမှဘဝမှာကောင်းတဲ့အရာမှမရှိတာကဘာလည်းပတ်မနေဘူးမိနန္နာလည်းမဟုတ်ဘူးเนาะအလုပ်ရတယ်မကောင်းတဲ့အလုပ်မှလုပ်နေရတယ်စိတ်နဲ့တောက်တယ်အရင်တောက်တယ်အော်လောင်းစားလုပ်တယ်အဲ့ရော तू အထန်ရှိပေးမှပဲကောင်းပါလိမ့်ရမှာပေါ့ဟုတ်တယ်မှာအဲ့အကြောင်းတကယ်တော့ယောက်ျားတော်ယောက်ျားကယောက်ျားများဖြစ်ချင်လောဝအပြာကားမကြည့်အောင်ဖုန်းနဲ့မကြည့်နဲ့ပြီးတော့ Instagram model ရှိရကြည့်စရာမလို့ နော်သူကပြပဲပြရတယ်ကိုကတကယ်စားရမှာမဟုတ်ဟုတ်လားဟုတ်မှာကိုဘာမှအကျိုးမရှိဆိုရင်ဘာမှ attention ပေးစရာမလိုလုံးဝအပြာကားမကြည့်ဘူးပြီးပါရဲ့ model တွေရဲ့ဘာမှ like မလုပ်ဘူးကြည့်ရမလို့ scroll ရမလို့သူ့ဘာသူဘာပဲပြနေပါစေဘလောက်ပဲဖော်နေပါစေစိတ်မဝင်စားနော်အမြဲတမ်းအမြဲတမ်းအကောင်ဝင်တော့ရမယ်အရင်အရေးကြီးဒါယောက်ျားတော်ယောက်ျားကောင်ယောက်ျားများဖြစ်ချင်ဒီဟာဟို risk အများဆုံးနေရာမှာ invest risk အများဆုံးဟာတွေကိုရှောင်ပြီးတော့ reward အများဆုံးဟာတွေကို investment လုပ်ရမယ်။อืม Okay အဲ့တော့ main ကလေးဆိုတော့ဒါနေ risk များတယ်။အချင်းချင်းမှာကိုယ်ဝင်ရတယ်။ယောက်ျားလေးကကိုယ်ဝင်မရနိုင်ဘူး။နော်ယောက်ျားလေးကြောင့်ပို့ခနေမဟုတ်မနဲ့ကိုကမတိမနဲ့ပြုစုပြိုးထောင်ရတယ်။အဲ့ဒါယောက်ျားလေးတို့ risk အများများပါဘူး။အဲ့ကြောင့်အမျိုးသမီးတွေထိမ့်သိမ့်တက်ဖို့ဆိုတာအရင်အကြီးကြီးပြောတာနော်။ အမျိုးသမီးရဲ့အပြိုစစ်တဲ့ဆိုရင်ဒါခလေးကကုခလေးဖြစ်ဖို့ဆိုတာပိုပြီးကျိန်းနေတယ်နော်အဲ့ဒါကြောင့်မစစ်ဘူးဆိုရင်အဲအရန်တိတိကျကျလုံးဝယူစရာမလိုဘူးဟုတ်တယ်မလားဘာကြောင့်လဲဆိုတော့ကုခလေးမဟုတ်ပါနဲ့ကိုကနေပြုစုစောက်ချောင်းမှာဆိုရင်ဒါယောက်ျား risk အရန်များမိန်းကလေးကြောင့်ကိုဝင်ရပါမှာဟုတ်တယ်မကိုဝင်ရပါမှာရှိပြီးတော့အသုံးမကျတဲ့ပတ်စံမရှိတဲ့ယောက်ျားလေးကိုတွဲမိမယ်ဆိုရင်ကိုကိုဒုက္ခရောက်ရအောင်လုပ်မယ်ပြီးပါရင်ကိုကိုဘာမှဘဝတူးတက်လုပ်ပေးမှာမဟုတ်ဘူးလုံခြုံမှုတွေမပေးနိုင်ဘူး စိတ်အေးချမ်းဝင်မပေးနိုင်ဘူးเนาะအာပြီးသွားရင်အတက်ငယ်ယောက်ျားလေးအတက်ငယ်ယောက်ျားလေးဆိုတော့အတက်ငယ်ကတော့မသိဘူးအာအတုံးမကြတဲ့အတွက်ကြောင့်အတက်ကြီးရဲ့မိန်းမကိုကြိုက်ရခြင်းဒါပေမဲ့တဖြည်းဖြည်းအတက်ကြီးတာပြီးတော့အရန်တော်လာအမြယောက်ျားဆိုတဲ့သဘောကပိုပြီးချောပြီးပိုပြီးငယ်တဲ့မိန်းမသဘောကြအဲ့တော့မိန်းမလည်းအတက်ငယ်ယောက်ျားကိုတွဲထားတဲ့ပတ်စံမရှိယောက်ျားတွဲထားတူတူ risk အများကြီးအရန် risk များတယ်ပြီးသွားရင်ပိုဆိုးလာအဲ့ယောက်ျားတွေကိုသူထောက်ပံ့ရမယ် ပတ်စံနဲ့ထောက်ပံ့ရမှာဆိုရင်ပိုဆိုးတယ်။ဒါကြောင့်လဲယောက်ျားတွေအဓိကမိန်းမတွေကိုပိုချစ်ရတဲ့အကြောင်းရင်းကကိုယ့်ရဲ့ကိုယ့်ရဲ့ကာကွယ်စောင့်ရှောက်မှုအောက်မှာသူ့ဘဝကြီးတိုးတက်သွားမြင်ချင်းတယ်။ဒါယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ကနော်ပတ်စံရှိပတ်စံနဲ့ထောက်ပံ့မယ်အကောင်ွယ်ပေးမယ်ပြီးသွားရင်နိုင်ညူပြီးတော့တင်ပြမယ်။အဲ့လိုတင်ပြပေးပေးရဲ့မိမတွေဘလူးဘူးတင်ပြပေးသူကတကယ်ချစ်တဲ့မိမတွေပဲအဲ့လိုတင်ပြပေးတာเนาะသူကတကယ်ချစ်အောင်လဲမိမကနေဖို့ နေထိုင်တဲ့တာပေါ့နောက်ကျောင်းမရှင်းဘူးเนาะရှုပ်ရှင်ဆိုရှောက်မယ်မိမကလည်းဟိုယောက်ျားအများကြီးအိတ်ခဲ့မယ်ပြီးပါရဲ့စိတ်နေတော့မှရက်တော့မယ်စိတ်တော့မယ်ဆိုရင်ဘယ်ယောက်ျားမှအရန်ချစ်ဖို့ဆိုမဖြစ်နိုင်ဘူးတကယ်တော်ရဲ့ယောက်ျားတော်ယောက်ျားကဘယ်တော့မှမချစ်တော့ဘူးမိမမျိုးเนาะအဲ့ဒါကြောင့်ယောက်ျားလေးအချစ်တကယ်ဖြစ်စေချင်ဆိုရင်မိမတွေဆိုဘယ်တော့မှယောက်ျားလေးကိုပတ်စံနဲ့ support မလုပ်အောင်เนาะယောက်ျားလေးကိုပတ်စံနဲ့ support လုပ်ရမိမတွေကသူမတိရတာ ယောက်ျားရည်ရတကယ်အချစ်ရင်ထဲမှာဖြစ်အချစ်ပေးဖို့ဆိုတာယောက်ျားရည်တဘာဝเนาะကာကွယ်ပေးဖို့ဆိုတာယောက်ျားရည်တကယ်တဘာဝတရားရဖန်ဆင်းပေးတာလာသူ့ကိုမြင်များကောင်မလေးကိုကာကွယ်ဆောက်ရှောက်နိုင်လေးလေးပန်းကလေးလိုပေါ့အပြစ်ခင်းစင်ပန်းကလေးကိုတေးချရေရောက်ရေလောင်းပေးမယ်ပွင့်နေပွင့်လာမယ်တတိရရမယ်ဆိုရင်ယောက်ျားလေးကတတိရစားရမယ်နိအကျိုးခံစားရမယ်ဆိုကာကွယ်ပေးထားမှဆိုရင်အေးယောက်ျားလေးကအဲ့မိမောင်ပူချစ်တာ အဲကြောင့်မိမရဲ့ risk အရင်များတယ်။ဘယ်တော့မှယောက်ျားလေးကိုပတ်စံနဲ့ပတ်သက်ပြီး support မလုပ်နိုင်ပြီးအရက်သမားတို့အာစေးသမားတို့နောင်ကစားသမားတို့တွဲမိရဆိုတာကိုယ့်အကူခံခံမောအဲ့လိုတွဲမိမိမရဲ့ဆိုတနာကြံမလို့။ဘာကြောင့်ဆို तू risk အများကြီးယူရဲ reward ကဘာမှမရှိ။ reward ဘာလို့လဲဆိုရင်ကျမ်းမာရေးမလိုက်ဆောင်အရက်တောက်တယ်စိတ်နစ်တောက်တယ်အာနောင်ကစားလုပ်ရဆိုရင်အဲ့ယောက်ျားအသက်တူမှုများတယ် ပြီးပါရဲ့တကယ်ဒုက္ခရောက်လာကိုကူညီနိုင်မှုရှိမရှိဒီမှာကြားမိုင်လိုက်စားရဲ့ six pack ယောက်ျားမျိုးဆိုရင်အေးတပတ်ကိုခုနှစ်အလုံးလုံးကိစ္စဖြစ်မနေ့6နိုင်ညဘက် midnight အလုံးလုံးလဲဟိုလုံနိုင်ရပဲတခါမှဆရာဝန်ပြဆရာမလုံခွင့်10နှစ်အနှစ်နဲ့ဆက်နေမှာဆရာဝန်ဘာမှပြဆက်မလို့ဘာယောဂါမှမရှိအဲ့ဒီယောက်ျားမျိုးဆိုရင် reward အရန်များသွားပြီ reward အရန်များ risk အရန်နှဲသွားပြီနော်သူ့ကိုပြုစုရမဲ့ chance အရန်နှဲသွားပြီမိန်းကလေးကယောက် အကြမ်းမိုင်မကောင်ယောက်ျားလေးကိုပြုစုကြင်ဒါသူတဘာဝပဲဒါပေမဲ့သူတို့အတွက်မိမအတွက်ကောင်းတာရစ်စာအရန်နေပါပြီအရန်ကြမ်းမိုင်ယောက်ျားဆိုရင်တောင်တောင်ပြုစုစရာတိတ်မလိုတော့ဘူးอืมပြီးမှရင်အတုံးမကြလမ်းဘေးရန်ကောင်းတဲ့တွဲမဲ့စာအမေရိကန်နိုင်ငံသားတွဲဆိုအနည်းဆုံးအိမ်တော်မိမအတွက်ရစ်စာအများဆုံးပါတယ်ကိုဝယ်ရှိပါဟုတ်နော်ကိုမရှိပြယောက်ျားပြစ်သွားတာโอเคအနည်းဆုံးကိုမရှိပါမယ်အာယောက်ျားပြစ်သွားပြီမယ်ကလေးကအမေကကလေးဆိုရင် နောက်ဆက်ရှင်းနေဆိုရင်အမေကအော်တိုရောက်မှာကိုတာတော်ရတော်တို့ကိုတာတမီတော်ရတော်တို့တို့ကိုစပွန်ဆာပေးသွားတယ်အမေကအော်တိုရောက်မှာအဲ့တော့ရိုးရိုးအတုံးမကြယောက်ျားနဲ့ဖြစ်မှန်စားအမေရိကန်နဲ့ဖြစ်သွားမှာအနည်းဆုံးရောက်အဲ့ယောက်ျားကိုပြစ်သွားရမှာကလေးရသွားကလေးရသွားမှာကလေးအမေရိကန်ဖြစ်တော့ကြောင့်အမေကအော်တိုရောက်သွားမှာတွေ့လားတွေ့လားမိမကြီးတူတယ်ဒါပေမဲ့ decision ဆုံးဖြတ်ချက်ပုံမူတည်ပြီးတော့ကလေးအမေကြီးတူလာမှာနော်ယောက်ျားမရှိရင်ကလေးအမေကြီးတူလာမှာ ဆုံးဖြတ်ချက်တော်တဲ့မိမကဘဝကြီးကပြောင်းလဲသွားတာတွေ့လားအဲ့ကြောင့်လောကကြီးမှာလူတွေတိုးတက်တာမတိုးတက်တာချမ်းသာမချမ်းသာပျော်ရွှင်မပျော်ရွှင်မပျော်ရွှင်ဘူးဆိုတာဆုံးဖြတ်ချက်ပေါ်အများကြီးမူတည်တယ်နော်ဟောအရင်အရေးကြီးရယ် why night slap ဖြစ်ဖြစ်ဟော serious ဖြစ်ဖြစ်နော်လက်ထပ်အပိုင်းဖြစ်ဖြစ်လူတော်လူကောင်းယောက်ျားတော်ယောက်ျားကောင်းယောက်ျားမြတ်ဖြစ်ပါဆိုရင် risk အရန်တဲ့ one night stand မှာ risk အရင်နဲ့ဘာကြောင့်ဆိုတော့တော်တဲ့ယောက်ျားအမေရိကန်ယောက်ျားကလေးရွာရောက်မှာယောဂမရှိဘူးအဲ့ယောက်ျားယောဂမရှိဘူးဆိုရောက်မှာယောဂမရှိဘူးဆိုရင်ဒါမှစိတ်ပူကြမလို့ဟုတ်တယ်မှတချင်းကြအမေရိကန်ရောက်မှာပဲပြီးွားရင်အဲနီနန်နာကိုနိုမီယာမှာနေတယ်ရေခူးကရှိရဲအားကစားလုပ်ရတယ်သူအမြဲတမ်းအားကစားလုပ်နေတယ်နော်ဂျင်းသွားတယ်ရေခူးရဲဆိုတော့သူနဲ့အတူတူနေမယ်ဆိုရင်အေးဒီ benefit ကအော်တိုရမှာတောင်းစီအောင်မလို့ရိုးတောင်းမယ့်ယောက်ျားဆိုရင်အတုံးမကျယောက်ျားအာ မချမ်းသာရောက်ကြဆိုရင်ဒါမျိုးမနေတောင်းယူရမှာအော်ရေကူးကန်ရှိရဲ့အိမ်လေးလိုချင်တယ်လို့နော်ပြီးွားရဲ့ဂျင်ရှိရဲ့အိမ်လေးလိုချင်တယ်လို့အရန်တောင်းယူမှရလားအရန်တောင်းယူမှဆိုကိုကအရန်တောင်းယူမှဆိုရင်ယောက်ျားလေးကကြည်မမဟုတ်ဘူးဒါပေမဲ့ယောက်ရှိပြီးသားယောက်ျားဆိုရင်တောင်းเสียရမလို့တော့အေးသူနဲ့အတူတူသွားမှဆိုရင်ရေကူးကန်လည်းရတယ်ပြီးွားရဲ့ဂျင်ရဲ့ဆော့ရတယ်ပြီးတော့ကဘာရဲ့ပတ်ဖို့ရတယ်နော်ယောက်ျားများဆိုကဘာမပတ်နိုင်ဘူးကဘာပတ်နိုင်ဆိုကိုကအော်တိုကဘာပတ်ပြီးတော့သွားတယ် risk အရန်နေပါပြီเนาะမိနန်လာယောက်ျားယောက်ျားဆိုအနည်းဆုံးကိုပါပဲလုတ်ခက်လုတ်ခက်အေးမိနန်လာပဲဘသူမှပဲမိန်းကလေးတွေဘာလုတ်တယ်ဆိုတာယူမဆိုင်ဘူးเนาะရိုးရိုးဆရာဝန်မကလမ်းပေးရလူတန်းောင်းစားယူရမယ်ဆိုရင်တန်းောင်းစားမိမပဲဟုတ်တယ်မလားဆရာဝန်မပဲဒါပေမဲ့တန်းောင်းစားမိမပဲပြောမှာရိုးရိုး store ဆရာမိမနေအာကြောင်ကြောင်ကြောင်တော့မိမတွေကမိနေတာကိုရနိုင်ဆိုဒါမိနေတာမိမဖြစ်သွားပြီဘယ်သူမှဟိုမိမတွေဆိုဘာလုပ်လဲဆိုတောင်းတမမေးကြဘူး နော်ယောက်ျားလေးပဲအဓိကမေးရယောက်ျားအဲ့လိုဘာလုပ်လဲအဲအဲ့လိုပဲမေးရနှစ်ယောက်ျားဘာလုပ်လဲအဲ့လိုပဲမေးတာနော်ဒါကွာဝါးပြီ status ကွာဝါးပြီအဲ့ဒါကြောင့်လောကကြီးမှာအောင်မြင်ခြင်းဆိုရင် risk အနည်းဆုံးနဲ့ reward အများဆုံးဘယ်လိုရအောင်မှာဆိုတော့အရင်အရေးကြီးဘဝမှာ risk အများဆုံးပါတယ်ရေကူးမတင်မဲ့နဲ့ရေသွားကူးတယ်ရေနစ်တင်နိုင်တယ်နော် investment လုပ်တယ် trading လုပ်ခြင်းတယ်ပညာမတင်ဘူးနော်ကျွမ်းကျင်တဲ့ ကဘာပတ်အမေရိကန်မီနေနာစတော့ပင်ရရှင်သူ့ရဲ့ဘဝကကဘာပတ်နေတယ်အမြဲပျော်ရွှင်နေတယ်တနေ့ကိုတနေ့တုံးနိုင်မှလုံးလုံးဆန်တယ်သူ့ဘဝမျိုးလိုချင်ဆိုရင်သူ့ဘဝလိုမျိုးရအောင်အကောင်းဆုံး chance ပဲမှာတယ်အဲ့လိုမျိုးကဘာပတ်အမေရိကန်မီနေနာစတော့ပင်ရရှင်မှာတင်မှာပဲအကောင်းဆုံး chance ရတာပေါ့ဟုတ်တယ်မှာကိုယ့်ဘဝလုံးမဲ့ဆိုရင် chance မရနိုင်ဘူးနောက်1 30တတလုံးအောင်မှာအဲ့ဘဝမျိုးရချင်မှာရမှာနော်ပြီးပါရင်ဘာမှမလုပ်ဘဲနေရင် ဘာမှမရအောင်အဲ့အဲ့အရင်ဆိုတယ်ပြီးပါရင်လောက်တာနောက်ကြတယ်နော် investment နဲ့ training နဲ့ပတ်သက်ပြီးတော့အကောင်းဆုံးလောက်ရမယ့်အချိန်ကမနေ့က now is the second best time ဒီအခုအချိန်ကဒုတိယအကောင်းဆုံးအချိန်ပထမအကောင်းဆုံးအချိန်ကတော့မနေ့ကလောက်ရမှာနော်အချိန်ဆွဲနေတာဘယ်လောက်ကြာနေပြီလဲကိုယ်ကပြန်မေးကြည့်ဒါပေမဲ့ဒုတိယအကောင်းဆုံးအချိန်ကအခုလက်ရှိချက်ချင်းလောက်နော် ဲ့လိုမလုံးဆိုရင်ဘာဖြစ်နေမလဲတတလုံးပတ်စံကြီးကျုံဖြစ်အလုံးမတွားခြင်းမအလုံးတွားရပြီးပါရင်မိသားစုကြမ်းမိုင်မကောင်းလို့ဆေးရုံဆေးခန်းပြခြင်းနဲ့ကိုရှိမှာလုံးဝခံစားနေရတဲ့အဖေအမေမျက်နာလေးပြီးပါရင်ကိုယ့်တာသမီမျက်နာလေးကြည့်เนาะခံစားနေရကိုကဲတေးကိုရပါလေကိုငငယ်ကမကြိုးစားခဲ့လို့အသက်ကြီးတာခံစားနေရတယ်ကိုချစ်တဲ့လူတွေဒုက္ခရောက်နေတယ်เนาะ အာအစိုးဆုံးပဲနော်ဒူဘတ်ဖြစ်ပဲကိုချစ်တဲ့လူတွေကိုကဲတင်ချင်အောင်မကဲတင်လို့မရနိုင်တဲ့ဟာမျိုးကဘာနဲ့မှအရန်ဝစ်ခံရတာဝစ်ခံရပြီးွားရင်ကိုဒုက္ခရောက်နေတယ်ကျမရေမကောင်းမတတ်နိုင်နော်ဒုက္ခရောက်ပြီးလမ်းဘေးမှာနေရတယ်တောင်းစားရတယ်ပြီးွားရင်သူများရင်လည်းရန်ဖြစ်ရတယ်အလုတ်သွားတဲ့ကြောင့် traffic မှာကားတွေမောင်းရတယ်မောင်းပြီးတော့ကားတွေ accident ဖြစ်တယ်နော်ပြီးွားရင်ကား traffic အရန်ဂျမ်းဖြစ်တယ် သူများရဲ့ဆဲရခံရတဲ့မကြိုက်တဲ့တတိစီပါလုံးလုံးရတယ်ပြီးပါရင်မကြိုက်တဲ့လူတွေနဲ့ပေါင်းနေရတယ်အဲ့လိုမျိုးအဖြစ်ခံမလားကိုယ့်အကူပဲစုံပြီးတဲ့ချက်နော်ဒီလိုမျိုးအိမ်ကောင်းကောင်းကဘာပတ်နော်အေးစစ်စစ်ပျော်ရွှင်ပြီးတော့တနေ့ကိုတနိုင်နှစ်နိုင်သုံးနိုင်ပဲအလုံးလုံးပြီးတော့အချိန်တိုးတိုးမှမီးနန္နာဖြစ်ချင်ဆိုရင်အကောင်းဆုံး chance ဟော့ stock investing call option put option advance option နဲ့ day trading movement stock ပညာတွေပဲဖြစ်ပါတယ်ဒီပညာလေးကိုဒီနေ့ပဲစရင်တွေ့ကြင် link မျိုး YouTube video description ကမှာမှာရှိပါတယ်ဒီနေ့တွင်ပြီးတော့ဒီနေ့ပဲပညာတင်ယူရပါပြီနောက်ထပ် risk ပိုနေခြင်းဆိုရော့ဆရာကဘာတွေဝယ်နေလဲမျက်နေရဆိုတာချက်ချင်းတည်နေတဲ့ပေထုံကြောင်းရပါ ဆိုတော့တင်တန်းတက်ပြီးမှ join เนาะတင်တန်းတက်ပြီးတော့မှဒီမှာဆို option trade pay လို့ဆိုနှစ်ရက်ထဲနဲ့25%ပတ်3%မြတ်သွားတာရှိတယ်နောက်တစ်ခုကလည်းနှစ်ရက်ထဲနဲ့45%ပတ်3%မြတ်သွားရှိတယ်เนาะဒါကနောက်မကြသေးဘူးအများကြီးချက်ပိုတက်နိုင်တဲ့ဆရာထင်းတဲ့เนาะအဲ့လိုမျိုး ready ဖြစ်အောင်ပညာတင်ထားဖို့လိုတယ်ပညာတင်ဝါတင်တန်းတင်ဝါ stock investing call option တင်ဝါဆိုရင် option trade pay လို့ join လို့ရတယ်เนาะ option trade pay လို့ join လို့ရတယ်ဟေးအနည်းဆုံး risk ပါတယ် ရေးစားအိုးဆရာမြဲ့ရင်မြဲ့မယ်ဆရာရှုံးရင်အတူလိုက်ရှုံးမှာပေါ့ဟုတ်လားမကိုကတယောက်တည်းမဟုတ်တော့အနည်းဆုံးတယောက်မဟုတ်တယောက်တည်းမဟုတ်ဆရာအမြဲမြဲ့တာများတယ်ဆိုကြောက်ကိုကလည်းမြဲ့ဖို့ပေးဖို့မများပါဘူးလားဟုတ်တယ်မဘာမှမလုပ်ပဲနေရေးစားတော်တော်ဆိုးရတော့ကိုချစ်တဲ့လူရင်ဒုက္ခရအောင်ကိုဘာမှမကူညီတာဘူးဒီကထိုင်ကြည့်နေရဒါအစိုးဆုံးပဲအဲ့လိုမျိုးအစိုးဆုံး risk ကိုမယူပါနဲ့ပတ်စံလေး နော်အေးစစ်စစ်လေးနဲ့ဘလောင်းမှရှိတာမဟုတ်အချိန်လေးနည်းနည်းပေးပြီးတော့သူများရဲ့ဆိုရင်3-5လားလဲအောင်မြင်သွားတယ်နော်ထောင်ချီတောင်းချီတိန်ချီမြက်တယ်တင်တန်းတွေကအလန်ကလက်ဆောင်ရတယ်လို့ပဲရယူလိုက်ပါ link တွေက YouTube video description ကမှာရှိပါတယ် share လုပ်ထားပါ subscribe လုပ်ထားပါအားမ see you in the next video bye bye